ဗရိုမာကတော့ချက်တို့အပြူးမှုနဲ့ဝကြတီဆောင်နေကိုလာပြတော့တင်ပြပေးမှဖြစ်တယ်ပေါ့နော်အာပြေးခဲတဲ့ဗီရိုမာချက်က subject verb object ပြုလုပ်သူကိရိယာပြုခံတီ၃ဆင့်ကိုဝကြတီဆောင်နေကိုအာတင်ပြပေးခဲ့ပေါ့နော်ဒီဗရိုမာကကြတော့ချက်တို့အပြူးမှုတစ်ခုထပ်တိုးလာမယ်နော် အပြူးမှုနဲ့ဝကြတီဆောင်နေကိုလာပြတော့တင်ပြပေးမှဖြစ်တယ်ပေါ့နော်အင်္ဂလိပ်လို့ဆိုရင်ချက်တို့ manner လို့ခေါ်တယ်ပေါ့နော်အပြူးမှုလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ထိုင်းလို့ဆိုရင် ลักษณะလို့ခေါ်တယ်ลักษณะဆိုရင်ကျွန်တော်ပြုမှုလို့လည်းပြောလို့ရတယ်လို့ပုံစံလက္ခဏာတံလို့လည်းပြောလို့ရတယ်โอเคเนาะအဲ့တော့အပြုမှုဆိုတာဘာလဲအရင်ရှင်းပြမယ်အပြုမှုဆိုတာကသွာလာလှုံရှားပုံစံပုံတံတန်ကိုအတိအကျဖော်ပြခြင်းတဲ့ခါမှာပြောတဲ့စကားလုံးကိုအပြုမှုလို့ခေါ်တယ်ပေါ့နော်အဲ့တော့ဥပမာလာကြည့်မယ်ပေါ့နော်သူအလုံးလုံးတာနှီးတယ်သူအလုံးလုံးတာနှီးတယ် ဒီနှေးတဲ့ဆိုတာကကျတော့ပုံသဏ္ဍာန်ဖြစ်တယ်ပေါ့နော်အပြုမှုဖြစ်တယ်သူရဲ့လှုံရှားပုံစံကနှေးတဲ့အဲ့လိုဆိုလို့ညင်တာပေါ့နော်အဲ့တော့ဒီနေရာမှာနှေးတဲ့ဆိုတာအပြုမှုဖြစ်တယ်โอเคเนาะအာနောက်တစ်ကြောင်ကြည့်မယ်နောက်တစ်ကြောင်ကကြတော့သူအင်းကြီးတထဲဝဲတယ်เนาะသူအင်းကြီးတထဲဝဲတယ်ဆိုရင်အင်းကြီးဝယ်တဲ့တထယ်ဆိုပြီးတော့ကျတို့အတိအကျပေါ်ပြချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတထယ်ဆိုတာအပြုတ်မှုဖြစ်တယ်โอเคနော်နောက်တစ်ကြောင်ကြည့်မယ်သူအနဲ့ရောင်အင်းကြီးကြိုက်တယ် သူအနက်ရောင်အင်ဂျီကြိုက်တယ်။သူအင်ဂျီကြိုက်တယ်ဒါမဲ့သူကအနက်ရောင်ကိုကြိုက်တာဆိုတော့အဲ့ဒီအနက်ရောင်ဆိုတဲ့စကားလုံးဒီသူတို့ပေါ်ပြတာပုံစံကိုပေါ်ပြတာဖြစ်တယ်။သူကအနက်ရောင်ပုံစံအင်ဂျီလေးကြိုက်တယ်ပေါ့နော်။အဲ့လိုမျိုးဆိုရင်ချက်တို့အာဒီနေရာမှာအနက်ရောင်ဆိုတာဒီအပြုတ်မှုဖြစ်တယ်။ Okay เนาะနားလဲเนาะနောက်တစ်ခုကြည့်မယ်။သူအစားတောက်လောက်တာစားကောင်းတယ်။ သူ့အစားတောင်းလောက်တာစားကောင်းတယ်ဆိုရင်သူ့အစားတောင်းလောက်တဲ့ဟာဒီစားကောင်းတယ်ဆိုတာဒါအပြုမှုဖြစ်တဲ့ပုံစံကိုပြောတာဖြစ်တယ်သူ့လောက်လိုက်တဲ့အစားတောင်းဒီစားကောင်းတယ်ဆိုပြီးတော့မှရည်ညွှန်းကျင်တဲ့အတွက်ဒါအတိအကျပေါ်ပြကျင်တဲ့အတွက်အဲဒီနေရာမှာချက်တို့စားကောင်းတယ်ဆိုတာဒီအပြုမှုဖြစ်တယ်ဒါဆိုရင်ချက်တို့အပြုမှုဆိုတာကိုနားလည်သဘောပေါက်သွားမှာလို့ထင်နေပေါ့နော်အဲ့တော့ဒီပုံစံအတိုင်းချက်တို့ဝကြလာစီကြည့်မယ် ပြုသူကရိယာပြုခံအပြုမှု subject for object man တာပေါ့နော်အရင်ဆုံးခြေတော်မြန်မာစာအကြောင်းကိုအရင်လာကြည့်မယ်ပေါ့နော်သူအလုံးလုံးတာနှီးတယ်အာသူရှိမယ်အလုံးရှိမယ်လုံးတာ ရှိမယ်နှီးတာရှိမယ်ဒီလိုလေးပိုင်းခွဲလိုက်မယ်အဲ့တော့ဒီနေရာမှာခြေတော်ပြုလုံးသူအရင်လာရမယ်ဆိုရင်ပြုလုံးသူကဘာတူလဲပြုလုံးသူက तू तू ဆိုတာ subject ဖြစ်မယ်အဲ့ဒါဆိုရင်နော်ပြီးရင်ဘာကိုရှာမလဲကရိယာကိုရှာမလဲ ကရိယာသည်လောက်တာဖြစ်တယ်လောက်တာသည်ကရိယာဖြစ်တယ်โอเคเนาะပြီးရင်ပြုခံကဘာလဲပြုလုံခံရတဲ့သူအလုံဖြစ်တယ်အလုံက object ဖြစ်တယ်ဘာလို့လဲဆိုတော့သူအလုံလောက်တာဆိုတော့အလုံသည်ပြုခံရတဲ့သူဖြစ်တယ်โอเคเนาะအန်ဒါဆိုရင်နောက်ဆုံးတစ်ခုအနေနဲ့အပြုမူကဘာလဲနေရင်အဲ့ဒါဆိုရင်ချက်တော့ပြုသူကရိယာပြုခံအပြုမူကိုရှာလို့ရပြီဒါဆိုရင်စာချောင်းကိုစပြီးစီလို့ရပြီပေါ့เนาะအဲ့တော့အရင်ဆုံးချက်တော့ပြုလုံသူအရင်လာရမယ်ဆိုတော့ အာပြုလုပ်သူဒီသူဖြစ်တယ်ပေါ့နော်ခါဦးသူပြီးရင်ကရိယာလာမယ်ကရိယာဒီလောက်တာဆိုရင် time လောက်တယ်ပြီးရင်ဆရာတို့ပြုခံလာမယ်ပြုခံကအလုတ်ဖြစ်တယ်အလုတ်ကိုငန်းနော်ပြီးရင်အပြုမူလာမယ်အပြုမူကနှီးတယ်နှီးတယ်ကိုထိုင်းလို့ချာချာနှီးတယ်ဒါဆိုရင်မှန်သွားပြီ တီစာကြောင်းပုံစံအတိုင်းစီကျွန်တော်မှန်သွားပြီခေါတူထမ်လုတ်တယ်ငန်အလုတ်ချာနေတဲ့ဒါဆိုရင်ခေါထမ်ငန်ချာเขาทํางานช้าဆိုရင်သူအလုပ်လုပ်တာနှေးတယ်မှန်သွားရင်เนาะဒီပုံစံအတိုင်းစီမယ်ဒီပတန်လေးကိုကျွန်တော်မှတ်ထားမယ်ဒီပုံစံအတိုင်းကျွန်တော်စီမယ်ဆိုမှန်သွားပြီဒါဆိုရင်နောက်တစ်ကြောင်သွားမယ်ပေါ့เนาะသူအင်းကြီးတထဲဝယ်တယ်သူရှိမယ်အင်းကြီးရှိမယ်တထဲရှိမယ်ဝယ်တာရှိမယ်โอเคเนาะ အဲ့တော့ဒီပုံစံတိုင်းဆိုတော့လာပြီးတော့ဝကြလာကောင်းကြည့်မယ်အရင်ဆုံးပြုလုပ်တဲ့သူ subject ရှာမယ်သူဒီပြုလုပ်တဲ့သူဖြစ်တယ်ပြီးရင်ဝယ်တာကကရိယာဖြစ်တယ် okay နော်ဝယ်တာဒီကရိယာပြီးတော့အင်းကြီးဒီအဝယ်ခံရတဲ့သူဆိုတော့ object ဖြစ်တယ်ဒီနေရာမှာ okay နော်တထဲဆိုရင်ခုနကပြောတဲ့အတိုင်းအပြုမှုဖြစ်တယ်မန္တာဖြစ်တယ် okay နော်အဲ့ဒါဆိုရင် subject for object manner သိပြီးဘယ်ဟာလဲဒါဆိုရင် ကျွန်တော်ဝကြောက်ကိုလာပြီးတော့ထိုင်းလိုမျိုးပါတာပြန်ကြည့်မယ်ပေါ့နော်အရင်ဆုံးကျွန်တော်ပြုတ်လုံးတဲ့သူသူအရင်လာမယ်သူကိုခေါပြီးရင်ဝဲတဲ့ကြိယာလာမယ်ဝဲတာကိုစခေါစသူဝဲတဲ့ဘာကိုဝဲလဲအင်းကြီးကိုဝဲတာအင်းကြီးဒီပြုတ်လုံးခံရသူဆိုတော့တတရားလာမယ်အင်းကြီးကိုစပြီးရင်ဘာလာမလဲနောက်ဆုံးကျွန်တော်ပြုတ်မှုလာမယ် ယူမှုဆိုရင်တထဲဆိုရင်1တัวလောက်သုံးတယ်အာဒါဆိုရင်မှန်သွားပြီခေါတူစื้อဝယ်တယ်စื้ออင်ကြီး1တัวဆိုတာတထဲတထဲလို့လည်းရတယ်လို့တကောင်လို့လည်းရတယ်เนาะတัวဆိုတာကတရိษံတွေမှာလဲတကောင်နှစ်ကောင်အဲ့လိုမျိုးသုံးတယ်အင်ဂျီမှာလဲကျွန်တော်တစ်ထဲနှစ်ထဲကိုတူဝါနဲ့သုံးတယ်ပေါ့နော်အဲ့တော့ခေါစူးစူးအနှစ်တူဝါ သူအင်ဂျီတစ်ထည့်ဝဲတယ်ဒါဆိုရင်ဒီလိုတိုင်းစီရင်မှန်သွားပြီเนาะဒီပုံစံအတိုင်းဒီပတ်တန်ဝင်မှတ်ထားမယ်ပြုတ်သူကုရိယာပြုတ်ခံအပြုတ်မှုဒီတိုင်းစီရင်ချက်လို့မှန်သွားပြီနောက်တစ်ကြောင်းကကြတော့သူအနဲ့ရောက်အင်ဂျီကြိုက်တယ်အဲ့တော့သူဆိုတာ subject ဖြစ်တယ်เนาะပြီးရင်အနဲ့ရောက်ဆိုတာကအပြုတ်မှုဖြစ်တယ် okay เนาะအင်ဂျီကြိုက်တယ်ကြိုက်တာဒီခြေလိုကရိယာโอเคเนาะကြိုက်တာဒီကရိယာအင်းကြီးဒီ object ဖြစ်တယ်။ဘာလို့လဲဆိုတော့ အင်ဂျီဒီအကြိုက်ခံရတာအာသူအနက်ရောင်အင်ဂျီကြိုက်တယ်ဆိုတော့ကျတော့အင်ဂျီဒီအကြိုက်ခံရတဲ့ဟာနော်အဲ့တော့အင်ဂျီဒီပြုတ်လုခံရတဲ့သူဖြစ်တယ်ထိုင်းလိုတိုင်းဘာသာလာပြန်ကြည့်မယ်နော်အရင်ဆုံးပြုတ်လုတဲ့သူသူအရင်လာမယ်သူကိုခေါသူပြီးရင်ကရိယာလာမယ်ကရိယာဒီကြိုက်တယ် chop chop ကြိုက်တယ်ကရိယာဒီနော်ပြီးရင်ဘာလာမလဲဆိုတော့ပြုတ်ခံရတဲ့သူ ဒီမှာပြုခံသူအင်းကြီးဖြစ်တယ်အင်းကြီးဒီစာ Okay နော်ဒါဆိုရင်နောက်ဆုံးပါကြမလဲဆိုတော့အပြုမှုအပြုမှုဒီအနှဲ့ရောင်အနှဲ့ရောင်ကိုခြေတော်ထိုင်းလိုမျိုးကအာစီဒမ်ဒါဆိုရင်ခြေတော်မှန်သွားပြီးခေါတူးချော့ကြိုက်တယ်စာအင်းကြီးสีดำอันนั้นอย่างเนาะเขาชอบเสื้อสีดำตัวอันนั้นอย่างอินจีใจเด็ดถ้าส่วนนี้ ဒီပတန်တိုင်းကျွန်တော်အစာကြောင်းစီရေးဒါမှန်သွားပြီဒီဝကြဆိုရင်ကျွန်တော်မှန်သွားပြီโอเคเนาะနောက်တစ်ကြောင်သွားမယ်နောက်တစ်ကြောင်ကကြတော့ချက်တို့သူ့အစာတောင်းလုံတာစားကောင်းတယ်အဲ့တော့အရင်ဆုံးချက်တို့ဘာလာရှာမယ်ဆိုပြုတ်လုံတဲ့သူပြုတ်လုံတဲ့သူဒီသူဖြစ်တယ်โอเคเนาะပြီးရင်အစာတောင်းအစာတောင်းဒီ object ဖြစ်တယ်ဒီနေရာမှာပြုတ်ခံရတဲ့သူโอเคเนาะလုံတာဒီကိရိယာဖြစ်တယ်စားကောင်းတယ်ဆိုတာဒီမှန်တာအပြုတ်မှုဖြစ်တယ် ဘာလို့လဲဆိုတော့သူဒီအစားအသောက်ကိုလှုပ်တာဆိုတော့အစားအသောက်ဒီလှုပ်ခံရတဲ့သူပြုတ်ခံရတဲ့ object ဖြစ်တယ်လှုပ်တာဒီကရိယာဖြစ်တယ်စားကောင်းတယ်ဆိုတာဒီပြုတ်မှုဖြစ်တယ် okay နောက်ခုနပြောပြ ပြီးအပြုတ်မှုဖြစ်တယ်အဲ့တော့အရင်ဆုံးသူအရင်လာမယ်ပေါ့နော်ပြုတ်လှုပ်တဲ့သူသူခေါင်းသူပြီးရင်လှုပ်တာလာမယ်ကရိယာနော်ထမ်းလှုပ်တယ်ပြီးရင်ဘာကိုလှုပ်လဲပြုတ်ခံက အစားအသောက် အစားအသောက်ကိုထိုင်းလို့အာဟာရအာဒါဆိုရင်ပါကြံမလဲအပြူးမှုကြံမဲ့အပြူးမှုသည်စားကောင်းတဲ့စားကောင်းတော့ကိုထိုင်းလို့အရွိုင်းเนาะအရွိုင်းစားကောင်းတယ်ဒါဆိုရင်ခေါင်းတူထာမလုပ်တဲ့အာဟာရအစားအသောက်အရွိုင်းစားကောင်းတယ်ခေါင်းထာမအာဟာရအရွိုင်း เขาทำอาหารอร่อยตูอาซาเต้าลงดาซาเกาเนโอเคเนาะดาสุยิဒီပုံစံတိုင်းဝကြစီရင်မှန်သွားပြီအဲ့တော့ဆရာတို့ဒီပဏ္ဏလေးကိုမှတ်ထားရုံပဲ subject for order manner ပြုလုပ်တဲ့သူကိရိယာပြုခံအပြုမှုဒါဆိုရင်ဆရာတို့ပြုမှုနဲ့ပတ်သက်ပြီးတော့ဆရာတို့ဝကြစီနည်းကိုသိချာနာလက်သဘောပေါက်သွားမလို့ထင်တယ်ပေါ့နော်အဲ့တော့ပြုမှုတွေကဘာလဲအများကြီးရှိတယ်ပြုမှုတွေကเนาะဆရာတို့တကောင်တစ်ခုတစ်ယောက်ဒါတွေလည်းအပြုမှုပဲ အယောင်တွေလည်းအပြုတ်မှုပဲ အနီစိမ့်ဖြူပြဝါတာလည်းအပြုတ်မှုပဲအာနောက်ပြီးတော့နှီးတယ်မြန်တယ်နှောင့်ကြတယ်မြင့်တယ်ဝါတယ်ပိန်တယ်အစသဖြင့်ဒါတွေလည်းချက်တော့ပြုတ်မှုပဲဒါတွေကိုချက်တော့ရှာပြီးလေးလာလိုက်ုံပဲနော်ဒါတွေကအပြုတ်မှုဖြစ်တယ်ပြီးရင်ချက်တော့ဝါကြစီနှီးကို တိထားပြီဆိုရင်ဝကြလာစီလို့ရပြီโอเคเนาะအဲ့တော့အခုလိုမျိုးဝကြစီနီးကိုကျွန်တော်သိချာနားလည်သဘောပေါက်ခြင်းနဲ့တစ်စစ်ပြီးတစ်စင်ကျွန်တော်နားလည်ခြင်းနဲ့တိတိချာချာနားလည်သဘောပေါက်ခြင်းနဲ့ဆိုရင်ဒီ channel အတူတူသင်တန်းလေးမှာလာပြီးတော့ join လို့ရတယ်ပေါ့เนาะဒီသင်တန်းကဒီ share တိုက်ရိုက်သင်ပေးမဲ့သင်တန်းဖြစ်တယ် zoom သင်တန်းဖြစ်တယ်ပေါ့เนาะလောက်မကုန်ခင်စားမှာဖြစ်တယ်ဒီသင်တန်းပြီးတာနဲ့ကျွန်တော်အခုလိုမျိုး ဝကြတကြောင်းကိုအေးအေးဆေးဆေးနော်တီဆောင်းနိုင်သွားမှာဖြစ်တယ်တီဆောင်းနိုင်အောင်လည်းဒီချက်ကတေချာလေးတင်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့တင်တယ်လေးစိတ်ဝင်စားရတယ်ဆိုရင်ဒီချက်ဒီပိတ် messenger မှာလာပြီးတော့မေးမြန်းနိုင်တယ်ပေါ့နော်